NATO စစ်မဟာမိတ်အဖွဲ့ရဲ့လေပိုင်နက်နာချင်းကလာတဲ့ရုရှားစစ်လေယာဉ်တွေကိုချပြတ်ဟန်တားဖို့ဟန်ဂေရီလေတပ်တိုက်လေယာဉ်တွေအရေးပေါ်ပြန်တက်ခဲ့ရပါတယ်။စက်တင်ဘာ25ရက်နေ့ကရုရှားတိုက်လေယာဉ်တွေကိုရေဒါမှာထောက်လန်းတွေ့ရှိခဲ့တဲ့နောက်လီတူရေးနီးယားနိုင်ငံ CU လာယီမြို့မှာခြေစိုက်ထားတဲ့ဟန်ဂေရီလေတပ်ရဲ့ Gripen တိုက်လေယာဉ်တွေကချက်ချင်းပြန်တက်ခဲ့ရတာလို့ NATO ရဲ့စူပေါင်းလေတပ်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ရုရှားတိုက်လေယာဉ်၅စီးကနိုင်ငံတကာလေကြောင်းပြန်တမ်းမှုလုံခြုံရေးစည်းမျဉ်းတွေကိုမလိုက်နာဘဲ NATO အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ Latvia ရဲ့လေပိုင်းနက်နာတီချင်းကပ်ပြန်တန်းခဲ့တယ်လို့ NATO ကဆွဆွဲထားပါတယ်။ Hungary တပ်လင်းတွေကရုရှားလင်းတွေ NATO လေပိုင်းနက်ရဲ့အဝေးထိရောက်သွားတာတေချာအောင်စောင့်ကြည့်ပြီးတဲ့နောက်အခြေစိုက်စခန်းစီပြန်ရောက်လာခဲ့တယ်လို့သိရပါတယ်။ NATO ကအဖွဲ့ဝင်နိုင်ငံတွေရဲ့လေပိုင်းနက်ကိုတလက်မမှကျူးကျော်မခံရအောင်စက္ကမလအချိန်ပြည့်စောင့်ကြည့်ကာကွယ်နေမယ်လို့လည်းကြေညာခဲ့ပါတယ်။အခုလာတဲ့မှာ NATO အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ပိုလန်ရိုမေးနီးယားနဲ့အက်စတိုးနီးယားတို့ကရုရှားဒရုန်းတွေနဲ့တိုက်လေယာဉ်တွေရဲ့ပိုင်းတဲ့ကျူးကျော်ပြန်တမ်းမှုတွေကိုကြုံခဲ့ရပါတယ်။အက်စတိုးနီးယားကိုရုရှားတိုက်လေယာဉ်သုံးစီးက12မိနစ်လောက်ကြာအောင်နေကျော်ပြန်တမ်းခဲ့တဲ့ဖြစ်စဉ်ပြီးမှာတော့နေတိုးကနောက်တစ်ချိန်အလားတူထပ်ဖြစ်လာရင်အင်အားသုံးပစ်ချတာမျိုးအပါဝင်လိုအပ်တဲ့နီလန်အားလုံးကိုအသုံးပြုပြီးတုံ့ပြန်မယ်လို့ရုရှားစီသတိပေးထားပါတယ်။ရုရှားကတော့နေတိုးရဲ့လေပိုင်းတဲ့ကိုရန်စကျူးကျော်ခဲ့တယ်ဆိုတဲ့အပေါ်ညှင်းဆိုပြီးမဟုတ်မမှန်ဆွဆွဲချက်တွေသာဖြစ်တယ်လို့ဝေဖန်ထားပါတယ်ရှင်။